မြန်မာနိုင်ငံမင်းသားတွေကသူမနဲ့မရိုက်ချင်ပဲနှင်းကြတာကြောင့်ထိုင်းမင်းသားတွေကိုခေါ်ပြီးတော့တရုတ်ဆောင်ခိုင်းမဲ့အေမီဆန် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ជួសជុលပါရရှင်။ Amazon ကနိုင်ငံမလီနေနဲ့ကြော်ကြားပြီးရဲ့နောက်ပိုင်းမှာတရုတ်ဆောင်နယ်ပယ်လေးကိုဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။သူအနေနဲ့မင်းသမီးတယောက်လိုချောမောပြီးတော့တရုတ်ဆောင်ကောင်းတယ်လို့ခံယူထားတာဖြစ်ပါတယ်။လက်ရှိအချိန်အထိ Amazon ကရုပ်ရှင်ဇာတ်ကားကြီးနှက်ကားသာရိုက်ကူးထားရသေးတာဖြစ်ပြီးတော့နာမည်ကြီးမင်းသားတွေနဲ့တွဲဖက်တရုတ်ဆောင်ရတာမျိုးတော့မရှိသေးပါဘူး။ဒါကြောင့်မို့ Amazon ကသူနဲ့တွဲဖက်တရုတ်ဆောင်ခြင်းနဲ့မင်းသား ားကိုကိုရိုင်းရွေးချယ်ပြီးတော့တချင်းရိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်။တရုတ်ဆောင်အလုပ်ကိုရောက်ချအလုပ်နေပေမဲ့လည်းတချင်းဆိုရာကသူမရဲ့ဝါသနာဖြစ်တာမို့တချင်းအစ်တတွေကိုလည်းထုတ်ထားတာဖြစ်ပါတယ်။အဲ့ဒီတချင်းအတွက် MTV ကိုသူမကိုရိုင်းတရုတ်ဆောင်သွားမှဖြစ်ပြီးတော့အဲ့ဒီတချင်းမှာနာမည်ကြီးမင်းသားတွေကိုငှားဖို့အတွက်လှုပ်ထားခဲ့တာဖြစ်ပါတယ်။ အမီဇန်ကသူမတချင်းမှာမျက်လုံးလှတဲ့မင်းသားတွေကိုသာသုံးကျင်တဲ့အတွက်ရှိုက်ပေးဖို့ကံလန်းခဲ့ပါတယ်။ဒါပေမဲ့မင်းသားတွေကသူမနဲ့တွဲရိုက်ဖို့အတွက်ကိုငင်းကြပါတယ်။ရှိုက်ပေးဖို့အချိန်လုံးဝမရှိဘူးဆိုပြီးတော့ပြက်သားစွာနဲ့ကိုငင်းဆန်တာဖြစ်ပါတယ်။အခုရက်ပိုင်းမှာမအားလို့နောက်ရက်ရိုက်ပေးမယ်ဆိုပြီးတော့မဟုတ်ဘဲနဲ့နောက်ပိုင်းတွေပါမအားဘူးဆိုပြီးတော့အပြက်ကိုငင်းဆူလိုက်ကြတာဖြစ်ပါတယ်။နာမည်နှလုံးနဲ့မင်းသားတွေကမအားတဲ့အတွက်အမီဇန်ကနောက်ထပ်မင်းသားတစ်ယောက်ကိုငားပြန်ပါတယ်။သူမတချင်းကိုရိုက်ပေးဖို့ ကံလန်းလိုက်တာနဲ့ မင်းသားတွေကလုံးဝကိုမအားတော့ဘဲဖြစ်သွားကြတာပါနောက်ဆုံး၃ယောက်မြောက်မင်းသားနေနဲ့နာမည်၃လုံးနဲ့မင်းသားကိုခံလန်းခဲ့တယ်နာမည်ကြီးမင်းသားဖြစ်တဲ့အပြင်စီနီယာမင်းသားလေးဖြစ်တဲ့အရိမင်းသားကရှိုက်ပေးခြင်းပေမဲ့အမီဇန်နဲ့မရိုက်ဖြစ်ခဲ့ပါဘူးအကြောင်းရင်းကတော့မင်းသားရဲ့ကောင်မလေးကအမီဇန်နဲ့တွေ့ရိုက်မှာကိုသဘောမကျဖြစ်နေတာပါဒါကြောင့်မို့လဲနာမည်၃လုံးနဲ့မင်းသားကအမီဇန်နဲ့တချင်းမရိုက်ဖြစ်တော့ပါဘူးအခုလိုမြန်မာမင်းသားတွေအားလုံးကသူမကိုအဖက်မလုပ်ပြီးတော့ညင်းကြတာကြောင့်အမီဇန်ကစိတ် တူပါတယ်အဖက်မလို့တို့လို့လဲခံစားရတဲ့အတွက်ဒီမင်းသား၃ယောက်နဲ့တင်တချင်းရိုက်ပေးဖို့ကမ်းလှမ်းတာကိုရှက်လိုက်ပါတယ်မြန်မာမင်းသားတွေကိုမကမ်းလှမ်းတော့ပဲနိုင်ငံခြားမင်းသားတွေနဲ့သာတချင်းရိုက်ကူတော့မယ်လို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လဲအီမီဇန်ကထိုင်းနိုင်ငံကမင်းသားတို့သာသူမတချင်းကိုရိုက်ကူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် တိုင်းနိုင်ငံတရုတ်ဆောင်တွေကိုသူသချင်းမှာတရုတ်ဆောင်ပေးဖို့ရှောက်အောင်ကမ်းလှမ်းသွားမှာပါအဖက်မလို့တဲ့မြန်မာနိုင်ငံအမင်းသားတွေကို ထိုင်းမင်းသားကိုခေါ်ရိုက်ပြီးတော့အီမီဇန်ခြေပြသွားမှာလည်းဖြစ်ပါတယ်အီမီဇန်ကချစ်တဲ့သူတွေအများများသလိုပရိသတ်တွေလည်းဝိုင်းဝိုင်းလဲတဲ့သူတယောက်ဖြစ်ပါတယ် ူကိုယ်တိုင်လည်းပိုရိသရရဲ့စိတ်ဝင်စားခြင်းကိုခံရတယ်ဆိုပြီးတော့မကြာခဏဆိုသလိုထုတ်ပြောတတ်တာပါဒါအပြင်အီမီဇန်ကရှင်ဘက်မှာမှဲ့ပါတာကြောင့်ပိုရိသရကိုဆွဲဆောင်နိုင်တယ်လို့လည်းယုံကြည်ထားပါတယ်ဒါပေမဲ့မင်းသားတွေကသူမကိုအဖက်မလုတာကိုခံလိုက်ရတာဖြစ်ပါတယ်။မင်းသားတွေကအဖက်မလုပေးမယ်။ပရိသတ်တွေမှာသူမကိုတဲတဲလို့ချေရသူတွေလည်းရှိလို့နေတာဖြစ်ပါတယ်။သူမပေါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေယုံတင်တိုင်းနောက်ဆုံးပေါ် iPhone တွေနဲ့ surprise တိုက်ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကမင်းသားတွေကသူမနဲ့ မရိုက်ချင်ပဲငင်းကြတာကြောင့်ထိုင်းမင်းသားကိုခေါ်ပြီးတော့တရုတ်ဆောင်ခိုင်းမဲ့အီမီဇန်အပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်း comment လေးထဲမှာရေးခဲ့ပေးပါဦးဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်